က္ခမက္ခလို့ဆိုတာဟာဘာကိုပြောတာလဲလို့မေးမယ်ဆိုလို့ရှိရင်ဟောဒီမက္ခရှင်ပါအစုအဝေးကိုမက္ခလို့ခေါ်တာတခြားဟာတွေမဟုတ်ဘူးတမာဒိဋ္ဌိတမာသင်္ကပ္ပတမာဒိဋ္ဌိဆိုတာအမှန်သိတာဆိုတော့အမှန်သိဖို့အတွက်ဘာလို့လဲလို့မေးအမှန်တွေးတတ်ဖို့လို့ဒါမို့အမှန်သိခြင်းအမှန်မြင်ခြင်းဟာအမှန်တွေးခြင်းနဲ့ဆက်ဆက်ပြီးတော့နေတယ်ဝိပဿနာလောက်အထောက်နေတယ်ဆိုတာ အနိစ္စသဘောဒုက္ခသဘောအနတ္တသဘောတွေကိုအမှန်တွေးထက်တယ်။တမာသင်္ကပ္ပဖြစ်လို့တမာဒိဋ္ဌိဆိုတဲ့အမြင်မှန်ရတယ်။ဆိုပါစို့ထွက်လေဝင်လေလေးပေါ်မှာအာယုံစိုက်ပြီးတော့လုံနေတယ်ဆိုရင်ဝိပဿနာရှုပြီးဆိုတဲ့အခါမှာထွက်လေဝင်လေလေးကဝါယောဋ္ဌဝါယောဋ္ဌအနေနဲ့ရှုတယ်။ဝါယောဋ္ဌကလေးကကာယပတာရဆိုတဲ့နာတိပြားလေးကိုသွားထိတယ်။သွားထိတဲ့အခါမှာဝါယောဋ္ဌလို့ဆိုတဲ့ ဖုတ္တပအာယုရေကာယပတာဒဆိုရက်ကာယရေဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါကျတော့ထိတိဆိုရက်စိတ်ကလေးပေါ်လာတုံးခုဖြစ်သွားတယ်နော်အရသုံးစကားနဲ့ပြောမယ်ဆိုရင် လေလေးရေလေထိတဲ့နေရာရေထိမှန်တိလိုက်တာလေးရေတုံးခုဖြစ်သွားတယ်အဲ့ဒီတုံးခုကိုဘသူကတိနေတာတော့လို့ဆိုရင်တမန်တော်ကြီးကတိတာဘသူကြောင့်ဘသူအကူညီနဲ့တိနေတာတော့ဆိုရင်တမန်သင်္ကပ္ပဆိုတဲ့မှန်ကန်တဲ့အတွေးနဲ့တိတယ် ဲ့ဒီလိုသိအောင်လုပ်နေတာကတမဝါယမတတိလေးရှိနေတာကတမတတိစိတ်ကလေးအဲ့ဒီအာယုံပေါ်မှာငြိမ်ချနေတာကတမတမာတိလို့ဆိုဟောဒီ၅ခုကပေါင်းလုပ်နေတာနော်အဲ့ဒါကိုပုပ္ပပါကမဲ့လို့ခေါ်တယ်ဝိပဿနာရဲ့ရှေ့ပိုင်းမှာဖြစ်နေတာပုပ္ပပါကမဲ့ဝိပဿနာတရားအထုတ်တိုင်းပုဂ္ဂိုလ်တိုင်းဟာဘာနဲ့အထုတ်နေတာတုံးလို့မင်းရင်တမဒိဋ္ဌိတမသင်္ကပ္ပတမဝါယမတမတတိတမသမာဓိဒီ၃ခုဒီ၅ခုနဲ့အထုတ်နေတာလို့ဒီလိုပြော။ ဒါဖြင့်တမဝါစာတမကမတတမအာဇီဝတို့ကဘာတော့စင်သူတို့ကိုအခြေခံပြီးတော့အာယူထားတာတွေးလိုက်တဲ့အခါကျတော့ဟာငါမဟုတ်တာမလုပ်ဘူးမဟုတ်တာမပြောဘူးငါရဲ့အတ္တမွေးမှုကလည်းတန်ရှင်းစင်ကြဲတယ်ဆိုတော့ဒီအနောက်ဝိသဒုက္ခကိုအင်အားတစ်ခုအနေနဲ့ယူထားပြီးတော့ဒီငါးခုနဲ့ပဲအလုပ်လုပ်တာအဲ့ဒီငါးခုပေါင်းစပ်နေတဲ့အခါမက္ခလို့ခေါ်တယ်နော်မက္ခလို့ခေါ်တယ်အဲ့ဒါကိုပုပ္ပဘာကမဲ့ဒီဘောဂုတ်ဆရာတော်ကြီးကခေါ်တဲ့ထဲမှာလေ ရှေ့ကဖြစ်ပြက်နောက်ကမက်လို့ဆိုတာကြတော့သူကဝိပဿနာရှေ့ကဖြစ်ပြက်ဆိုတာဖြစ်ပြက်ကိုသိတာကဝိပဿနာနောက်ကပေါ်လာတဲ့ဖြစ်ပြက်ကင်းတဲ့နိဗ္ဗာန်ကိုအာရုံပြုနိုင်တာကြတော့လောကုတ္တရာမက်ကူးသွားတဲ့အနေအထားမျိုးပြောတာเนาะအဲ့တော့ဆိုလိုတာကဝိပဿနာရှုနေတာလေဟောဒီမက်ကင်ရှင်းပါပဲတကယ်လက်တွေ့အလုံးလုံးနေတာ၅ခုနဲ့လုံးနေတာ